မန္တလေးမြို့မှာအငိမ့်စားပေါမောက်ခအမျိုးသမီးတအူးကိုအင်ချမ်းပြည်အယောင်းဝယ်လှုပ်ဖို့မြေခွဲပြမယ်လို့ဆိုပြီးလူသက်ပြီးပစ္စည်းတွေယူဆောင်သွားသူကိုမေတရက်နေ့မနက်10:00နာရီခန့်ကဟဲဦးမြို့နယ်မှာဖမ်းဆီးရမိခဲ့တယ်လို့မန္တလေးတိုင်းရဲတပ်ဖွဲ့ကနေသတင်းရရှိပါရတယ်။လက်တလောသူနဲ့အင်ချမ်းပြည်အယောင်းဝယ်ပြုလုပ်နေတဲ့သူကကျူးလွန်သွားတာပါ အိမ်ချမ်းမြေပြပြီးတခါတည်းတက်လိုက်တာဝယ်ထားတဲ့လက်ဝတ်လက်စားရွှေတွေတွေပတ်စံတွေအပြင်အိမ်ချမ်းမြေစာချုပ်တွေကိုလည်းယူသွားတယ်။သူကကျူးလွန်ပြီးမိသားစုလိုက်ရမ်းပြပတ်ပြေးသွားတာအစင်းစင်နေရာပြောင်းရင်နောက်ဆုံးဟဲဝုံးမှာဒီနေ့ပဲတက်တည်ကန်ပစ္စည်းတွေနဲ့အတူဖမ်းမိခဲ့ပါတယ်လို့မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့ကတာဝန်ရှိသူတို့ကပြောပါရယ်။ဧပြီ28ရက်နေ့ကပသိမ်ကြီးမြို့နယ်ရေထွက်ကျေးရွာမြောင်းပောင်ပေလေကွင်းအတွင်ဆောက်လုပ်ထားတဲ့လူနေထိုင်ခြင်းမရှိတဲ့တထက်တိုက်အတွင် အမျိုးသမီးတဦးတန်ရရီနဲ့ပုပ်ပွားအသေးဆုံးနေကြောင်းသတင်းရတဲ့အတွက် တပ်ဆိုင်ရာတာဝန်ရှိသူတွေကစုံစမ်းခဲ့ရာဧပြီ25ရက်ကပျောက်ဆုံးနေခဲ့တဲ့ဒေါ်ထွေးထွေးဆိုသူဖြစ်ကြောင်းသိရတဲ့အတွက်စုံစမ်းစစ်ဆေးခဲ့ရာကျွလွန်သူကိုဖော်ထုတ်ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။အသက်ခံရသူဟာအငိမ့်စားပေါမောက်ခတအုပ်ဖြစ်ပြီးအင်ချမ်းမီလုပ်ငန်းလုပ်ကင်သူဖြစ်ကာတအုပ်ရဲနေထိုင်သူဖြစ်တယ်လို့သိရပါတယ်။အခင်းဖြစ်ပွားတဲ့ဧပြီ25ရက်ကနေရင်ကနေမနက်7:00နာရီခွဲခန့်မှာအင်ချမ်းမီကြီးဖို့ထွက်သွားပြီးတဲ့နောက်အခုလိုအသက်ခံခဲ့ရတာဖြစ်ပါတယ်။ဒေါ်ထွေးထွေးကိုတပ်ပြီးပစ္စည်းတွေယူခဲ့တဲ့အသက်25နှစ်အရွယ် ဆိုင်ထုံနော်ခေါ်ကိုဆိုင်ကိုရာဇသက်ကြီးပုံမှ300နှစ်နဲ့ပသိမ်ကြီးမြို့မှာရဲစခန်းမှာအမှုဖွင့်ဖမ်းဆီးထားတယ်လို့သိရပါဗျ။